ืมဒီထဲမှာဟိုပေါ့လေတမ်းမှန်ဟိုမတူညီတဲ့မတူညီနိုင်တဲ့ပေါ့မတူညီနိုင်တဲ့ဆိုတာဟိုဟိုဒါတော့ယုံနေရောက်ရင်ဟိုတိပေါ့မို့ပေါ့နော်ဥမာမင်းသမီးဆိုရင်လည်းသူတော်တော်ကိုယ်တွေတောင်မှအဲ့ရိုက်တဲ့အချိန်မှာရှင်းပြောရင်ဟိုအရန်ထူးဆန်းတဲ့ရိုက်ချက်တခုပေါ့နော်ဒီလိုအထက်အများကြီးမှာအဲ့လိုကြီးကျိုးကြီးနဲ့ပါညာဆိုတော့သိရမလားကိုတော်ကသွားကြည့်တော့ဘေးနားနေဝှက်ပြီးကြည့်ရတယ်မှာအရန်မြင်တော့အဲ့လိုမျိုးပေါ့ တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလှုပ်ဆောင်ထားတာမျိုးရှိတဲ့အတွက်သွားကြည့်စေချင်ပါတယ်ပြီးတော့ဒီမှာကဟို action ကားတက်တက်မဟုတ်ဘဲနဲ့ဟိုပေါ့ message တစ်ခုခုပေါ့အတိအပ္ပရှိတဲ့ message တစ်ခုခုရှိတဲ့အတွက်လည်း action ကားတက်တက်ကြီးတော့မဟုတ်ပါဘူးအဲ့မှာဟိုပေးခြင်းတဲ့ message တွေတော့ရှိတော့နော်အဓိကတော့ကိုကကြတော့ဘယ်လိုပုံလဲဇက်ဖို့ပေါ့ဇက်ဖို့ဆိုတာဇက်ဖို့ဆိုတာကတကယ်တမ်းကျရင်သူကဘာမှမဟုတ်သူလို့ ਨੇ အရေးကြီးတယ် အရေးကြီးတဲ့အခါကျတော့ကိုကဟိုဘယ်လိုခေါ်မလဲอืมအပြစ်တစ်ခုလုပ်ပြီးဇပူတာမျိုးရှိတယ် against လုပ်ပြီးဇပူတာမျိုးရှိတယ်အဲပြီးလို့ရှိလို့ရှိရင်ဟိုဘယ်လိုခေါ်မလဲလူကြီးသူမတယောက်လို့ဆုံးမပြီးဇပူတာမျိုးရှိတယ်အဲဇပူထဲမှာကိုနဲ့အလိုက်ဆုံးကြိုက်တာတော့ဘန်ပေါ့နော်ဘန်ဆိုတာဒီပါဝါရှိတဲ့အကြောင်းအရာတွေကိုဘန်လုပ်တဲ့လူပေါ့ကိုကပါဝါပေါ့အဲ့လိုမျိုးဟိုပေါ့ ပါဝါနဲ့ဘန်းလောက်ကတာမျိုးပို့ပြီးတော့ဟိုကိုတင်လိုက်ဖက်တယ်လို့ထင်တယ်အဲ့လိုဟာမျိုးတွေလို့ဖြစ်တာများတယ်อืมဒီကနေ့ပတ်သက်တော့ဒီကတော့ဟိုအရှင်ကားပေါ့နော်အရှင်ကားဆိုတာတော့အရှင်ကားဆိုတာတော့ဘယ်လိုဘယ်လိုပြောမလဲဒီလိုပေါ့အဲစီဝါရှာတဲ့ဟိုဟိုတမာမှုမတမာမှုငွေကြေးအင်အားရဲ့အကြောင်းအရာတွေရဲ့အဲဟိုဘယ်လိုခေါ်မလဲမိုက်မဲတယ်ဆိုရင်မဲ့လေဟိုဟိုပေါ့မိုက်မဲမှုနဲ့ ဟိုတတိရှိပြီးတော့တတိရှိတဲ့ revenge ပေါ့နော်တုံ့ပြန်မှုတွေအဲ့အမျိုးတွေကိုတိဆောက်ထားတဲ့စကားမျိုးဘယ်တော့ကျန်လာလဲဆိုတော့ကျန်တော့ကျန်လာတယ်ကျန်တော့ကျန်လာဆိုတော့သူကဟိုတဖွဲနဲ့တဖွဲဒီကတဆင့်ပြီးတဆင့်တောင်းနဲ့တောင်းတိုက်ခိုက်ကြတာဆိုတော့လေပထမအဆင့်မှာတော့ဟိုချိတ်မိသွားတာပေါ့နော်ချိတ်မိသွားတဲ့ခါကျတော့ fighting ကသူကသူ့ရဲ့တန်ဖိုးတွေရှိတာပေါ့ပထမတော့ဟိုတပည့်တွေကိုလာလို့တယ်တပည့်တွေကနေမှနောက်တဆင့်နောက်တဆင့်နောက်တဆင့်ဆိုတော့ ဒီ fighting gun တွေကအစင်းစင်တက်သွားတဲ့ခါကျတော့များလဲများပြင်လဲပြင်ပန်းတယ်အဲ့ဒါတော့ဘယ်လိုပြောမလဲဟိုပေါ့ဒီဒီဘယ်လိုခေါ်မလဲဘယ်လိုခေါ်မလဲဟိုပေါ့နော်အပိုင်မှာရှိတဲ့လူတွေတော်တော်များများလဲကိုယ့်ရဲ့ညီကိုလိုလူတွေကြီးပါပဲအဲ့လိုပဲဒီလို play card တွေပါရဝတ်တဲ့ဟိုကြိုက်လို့ဝတ်တဲ့လူလဲရှိတယ်အဲအဓိကတော့လူနည်းစုပေါ့နော် လူနည်းစုဆိုတာဒီလိုဝတ်တဲ့အဝတ်အစားဝတ်တာကို ဟိုဟိုဘောလူโซတယောက်ไฟเตอร์တယောက်လိုမျိုးနေမြင်တစ်ခုမှာအယောင်ဆောင်ပြီးတော့လုတ်တက်တဲ့အယောင်ဆောင်တဲ့လောကတည်တည်လေးတစ်ခုကိုရည်ပဲပြောတဲ့သဘောဘာဖြစ်လို့လဲဆိုတော့ဘာလို့ဆိုတော့အဲ့လိုဟာမျိုးကြောက်လဲဟိုတကယ်ရက်တီနေတဲ့လူတွေအတွက်လည်းအန္တရာယ်ရှိရလေဘာလို့သူ့နာမည်ကိုလွယ်သုံးစားလောက်တာ哦အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ message လေးကိုပြောတဲ့သဘောပါအနာဘာလဲဆိုတော့ပလေကက်ရောင်းတဲ့လူတွေအကုန်လုံးကလည်းကိုညီတွေအများကြီးပဲ ဝင်နေတဲ့ထဲမှာလည်းအများကြီးပဲအဓိကတော့ညီမလေးရယ်ပလေကတ်ဝတ်ခြင်းမယူဝတ်ခြင်းဆိုတာလေအယောင်ဆောင်ရင်တကယ်အစစ်မှန်နေရလဲကြိုက်တဲ့လူဝတ်တယ်လို့ဟိုတကယ်ဖိုက်တာအစ်စ်တွေနဲ့မိုးတဲ့လူတွေလည်းရှိတယ်အဲ့ဒီ message တွေကိုပေးတာအဓိကအသိမှာနည်းနည်းပေါ့ဘာလို့လဲဆိုတော့ကိုကအဲ့မှာကိုညီကိုလိုသူ့နာမည်အလွဲသုံးစားလုပ်တဲ့ကိုညီကိုလူကိုခေါ်လိုက်တယ်လေအောင်ဒီမှာငါခေါ်ထားတဲ့ဘာညာဆိုတဲ့ဇလန်းရဲ့ဟိုသူ့ frame တစ်ခုရှိတယ်อืมနင်းတော့လိုအပ်မယ်တင်တယ် ဘာဖြစ်လို့လဲဆိုတော့ခုနကပြောသလိုပေါ့အပိုင်းဒီမှာရှိတဲ့ညီကိုတွေနဲ့ပြီးတော့လက်ရှိလောက်ကင်သွာလာနေတဲ့လူတွေနဲ့ဂျားထဲမှာရောင်ဆောင်ဆိုတာတော့မကောင်းဘူးမဖြစ်သင့်ဘူးထင်တာပေါ့နော်အဲ့တော့အဲ့ဒီ dialogue ကတော့အဲ့ရောင်ဆောင်တတ်တဲ့တချို့တချို့လူတွေအဓိကပြောလိုက်တဲ့သဘောပါเออบลูเฉลี่ยจ่ายเลยสออย่างน้อยสอยินดีแคมเรา movement เนี่ยยูเลยยูเลยสอ လူတယောက်လမ်းလျှောက်တယ်ဆိုရင် तू ကလမ်းလျှောက်တဲ့ဟာကိုအဝေးရိုက်မယ်အနီးရိုက်မယ်ဒီလောက်ပဲအခုကျတော့ကင်မရာရိုက်တဲ့ကင်မရာမန်တွေရော EDD တွေရောအကုန်လုံးကလှုပ်ရှားမှုကအရင်ကောင်းတယ်အမှန်တော့ကိုယ်တွေလောက်ကတော့တန်ပန်ပါပဲဒီလူနဲ့ဒီလူနဲ့ခြားဆိုဒီလူနဲ့ဒီလူနဲ့ပဲခြားတာပဲဒါပေမဲ့ဟိုကြည့်ရတဲ့ပြည်သက် trust ပြောင်းကြအောင်ကင်မရာ light round လုပ်ပေးတာ round လုပ်ပေးတဲ့အတွက်လှုပ်ရှားမှုတွေကဒီကြည့်ရတဲ့ပြည်သက်ကိုယ်တိုင်ကိုကနိုင်ငံသားမှဆိုလဲဒီလိုပဲလေ ဒီကင်မရာရဲ့ချင်းချင်းရှာလူတယောက်ကခြေောက်တစ်ချောင်းကန်လိုက်တာဒီခြေောက်ကန်လိုက်တာဘေးရက်ကြီးကြိုက်တာလေခြေောက်ထွက်သွားတယ်ဟိုဘက်ကထိတဲ့လူဒီဘက်ကကန်တဲ့လူဆိုပိုဇီရှင်တွေကိုပေါင်းလိုက်တဲ့အခါကျတော့ရက်တာမြောက်တာပေါ့နော်အဲ့အတွက်ဟိုလုတ်ရတာပြင်းမရတာပြင်းမရကြုံရတယ်ကြီးတဲ့လူတွေအတွက်လည်းမိုက်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဟိုတမျိုးကြရိုက်ထားမှမဟုတ်ဘူးလေအားလုံးကင်မရာမန်တွေရော edit တွေရောအကုန်လုံးကအများကြီးစူးစမ်းထားတာဆိုတော့ ဟုတ်တယ်မတူညီဘူးမတူညီဘူးဆိုတာကသူကရာဇေတောင်မှဟိုဘလူးခေါင်းလဲဘလူးခေါင်းလဲရာဇေတောင်မှသူကဒီကင်မရာရဲ့ round တာရဲ့ round နဲ့တိုင်ပင်ရယ်ပြီးတော့တယောက်နဲ့တယောက် fight တဲ့တိုင်ပင်ရယ်အဲ့ဟာလွဲသွားလို့မရအောင်လွဲသွားတဲ့အခါကျလို့ရှိရင်ဥမာပေါ့ထိုးလိုက်တဲ့ဓာတ်ကွယ်သွားတာတို့ကိုယ်နဲ့ဟိုပေါ့တိုက်ခိုက်မဲ့လူရဲ့ position ကိုပိတ်သွားတာမျိုးလို့အဲ့လိုမဖြစ်အောင်လုပ်ပြီးမှ change change ဖန်ဖန်လောက်ကတာဆိုတော့လေမတူညီမှုတွေရှိတယ်ဟုတ်တယ်အဓိကတော့ကိုကကြတော့ဘယ်လိုကောင်းလဲဇက်ဖို့ပေါ့ဇက်ဖို့ဆိုတာဇက်ဖို့ဆိုတာကတကယ်တမ်းကျရင်သူကဘာမှမဟုတ်သူလို့ ਨੇ အရေးကြီးတယ်အရေးကြီးတဲ့အခါကျတော့ကိုကဟိုဘယ်လိုကောင်းလဲอืมအပြစ်တစ်ခုလုပ်ပြီးဇက်ဖို့တာမျိုးရှိတယ် against လုပ်ပြီးဇက်ဖို့တာမျိုးရှိတယ် အဲပြီးလို့ရှိလို့ရှိရင်ဟိုဘယ်လိုခေါ်မလဲလူကြီးသူမတယောက်လို့ဆုံးမပြီးဇက်ဖို့တာမျိုးရှိတယ်အဲဇက်ဖို့ထဲမှာကိုနဲ့အလိုက်ဆုံးကြိုက်တာတော့ဘန်ပေါ့နော်ဘန်ဆိုတာဒီပါဝါရှိတဲ့အကြောင်းအရာတွေကိုဘန်လုပ်တဲ့လူပေါ့ကိုကပါဝါပေါ့အဲ့လိုမျိုးဟိုပေါ့ပါဝါနဲ့ဘန်လုပ်ကြတာမျိုးပို့ပြီးတော့ဟိုကိုနဲ့လိုက်ဖက်တယ်လို့ထင်တယ်အဲ့လိုဟာမျိုးတွေကိုလုပ်ဖြစ်တာများတယ်อืมဒီထဲမှာဟိုပေါ့လေတမန် ဟိုမတူညီတဲ့မတူညီနိုင်တဲ့ဗောမတူညီနိုင်တဲ့ဆိုတာဟိုဟိုဒါကတော့ယုံနေရောက်ရင်ဟိုတီးပါမှာဗောနော်ဥမာမင်းသမီးဆိုရင်လဲသူတော်တော်ကိုရီတောင်မှအဲ့ရိုက်တဲ့အချိန်မှာရှင်းပြောရင်ဟိုအရန်ထူးဆန်းတဲ့ရိုက်ချက်တခုဗောနော်ဒီလိုအထက်အများကြီးမှာအဲ့လိုကြိုးကြီးနဲ့ပါညာဆိုတော့တိရမလားကိုတော်မှသွားကြည့်တော့ဘေးနားနေဝှက်ပြီးကြည်ရတယ်မှာအရန်မြင့်တော့အဲ့လိုမျိုးပေါ့ တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလှုပ်ဆောင်ထားတာမျိုးရှိတဲ့အတွက်တွားကြည့်စေချင်ပါတယ်ပြီးတော့ဒီမှာကဟို action ကားတက်တက်မဟုတ်ဘဲနဲ့ဟိုပေါ့ message တစ်ခုခုပေါ့အတိပဲရှိတဲ့ message တစ်ခုခုရှိတဲ့အတွက်လည်း action ကားတက်တက်ကြီးတော့မဟုတ်ပါဘူးအဲ့မှာဟိုပေးခြင်းတဲ့ message ကြီးတော့ရှိအောင်နော်အဲ့အတွက်တွားကြည့်တဲ့နေပြီးတော့ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်လို့လည်းပြောချင်ပါတယ်